ချင်းမီပြင်းစင်ပေးမယ်ယုံကြည်တယ်ကုတော်ရထဲမှာပြင်းနိုင်တော့ရမတန်းနိုင်တော့ရမချီပြီးပေကိုတော်တန်းနိုင်တဲ့သေချာတယ်တုံးစရှင်လုံးလုံးနာယောဂလည်းချမ်းမာစေတယ် မရှိတဲ့တော်ရဲ့နယ်လန်ကိုဖန်ဆင်းချောက်တွေတဲ့ရမဆန်းရည်တွေစီးထွက်စေတာကိုရောဘေးလေးအမတို့ဆရာတော်ကြီးတရားဟောတာကိုနားလည်းထောက်ဘူးဒါပေမဲ့ဒီနိုင်ငံရောက်တဲ့ချိန်မှာထောက်ဖို့တော့ရှိရပေါ့နော်အဲကျွန်မကိုအင်းနေပို့တယ်ယုံကြည်သူကနေမယုံကြည်သူဖြစ်လာတဲ့ဟာကို ျမနားထောင်တယ်။ဒါပေမဲ့ကျမမှာဘာမှသိပြောထူးခြားမှုရှိဘူး။ဒါပေမဲ့ဒီကန်ဆာပါချက်ဖြစ်တာရဲ့ဆိုတဲ့ဟာကိုကျမကရှာပြီးတော့ကြည့်ပြီးနားထောင်ရဲ့အချိန်မှာပဲကျမကဘာတော့တွေ့လဲဆိုတော့အဲချီနောင်ကျဲဆိုတဲ့ခေါင်းစဉ်တစ်ခုကျမကတွေ့လိုက်တယ်။တွေ့လိုက်တော့အေးမှာဆရာဒေဗက်လာရဲ့ဥစ္စာဆိုပြီးကျမကချီနောင်ကျဲကိုစိတ်မသာသွားတယ်။အဲ့ခါမှကျမက အစမှန်ဆုံးနားထောင်တယ်နားထောင်တဲ့အခါမှာဆရာဒီကတော့ပြောရပေါ့နော်ဒီအမျိုးသားတို့ကကင်ဆာဖြစ်နေတယ်သူ့ကိုစုတောင်းဖို့ဖိတ်တယ်ဖိတ်တော့သူကသွားစုတောင်းနေတယ်ပြီးတဲ့အခါမှာဆရာဒီကတော့ပြောရပေါ့သူရှိမှာခြိနှောင်ခြင်းရှိနေတယ်အဲ့ဒီခြိနှောင်ခြင်းကိုအဲဖြေပေးလိုက်ပါဒါဆိုရင်တက်တာလာမယ်ပေါ့အဲပြောရတာကိုကျွန်မကသွားပြီးတော့စဉ်းစားတယ် ဲ့ခါမှာကျမကစိတ်ထဲမှာကျမလည်းခြိအောင်လာတာရှိတယ်။ကျမရဲ့ခြိအောင်ကျက်လက်ဆက်နဲ့၅နှစ်ရှိခဲ့ပြီအဲ့ဒီချိန်မှာအဲ့တော့ကျမကအဲ့ဒီဟာကိုကြားချင်စားပြီးတော့ငါလည်းခြိအောင်လာတာကိုဖြေလျှော့နေတယ်ဆိုရဲစိတ်ဖြစ်သွားတယ်။ဖြစ်တဲ့ချိန်မှာကျမဆင်းလာတယ်။ဒီခြိအောင်ခြင်းကိုကျမခြိအောင်ထားတဲ့လူကိုကျမကရှော့ပေးလိုက်ပါပြီဆိုတဲ့ဟာကိုကျမပြောဖို့ဆုံးဖြတ်ပေမဲ့ဒါပေမဲ့ချက်ချင်း ရှော့ပေးမယ်ဆိုတော့စိတ်ရှိမယ်မလုပ်နိုင်ဘူးတစ်ပတ်နှစ်ပတ်ကျမအားယူတယ်ပေါ့နော်ပြောဖို့ပြောထွက်လာဖို့အဲ့မှာကျမကမစင်ကြအနေကျမရှာတယ်ရှာပြီးတော့ကျမကဆက်တွေ့တယ်ဘာကြောင့်ဆက်တွေ့လဲဆိုတော့ကျမကသူ့ကိုချီနှောင်ထားတာ25မိနစ်အောင်အေးခဲ့ပြီဆိုတဲ့ဟာကျမကိုခုလုပ်ပေးပါလို့ဆိုပြီးကျမကပြောလိုက်တယ်ပြောတော့သူကဘာမှစိတ်ကတော့မထားနဲ့ခုလုပ်တယ်ဆိုတော့ ဲ့ချင်စာလေးကျမကနေလို့ကောင်းတယ်ပေါ့နော်စိတ်ကမှဘာမှမရှိတော့ရှင်းသွားတယ်